ဘုံလူသားသမီးတွေများအလုံးမင်္ဂလာပါဘုံလူသားသမီးတွေအတွက်ကိုဘဝတသက်တာမှာကြုံတွေ့ရမယ့်ကန်ဆာတာအဆိုးကောင်းတွေကျွန်တော်တွေနဲ့ဟောကြားပေးမှာဖြစ်ပါတယ်အဲ့ဒီခါမှာအကောင်းလောကရန်၈ပါးပေါ့နော်အကောင်းလောကရန်၄ပါးရှိတယ်အဆိုးလောကရန်၄ပါးရှိတယ်အဲ့တော့အကောင်းလောကရန်၄ပါးကတော့ယာတော်ဒုက္ခပတ္တန်တာလာဘောဆိုတဲ့အကောင်းလေးနှစ်ဖြစ်ပါတယ်ကြံခဲ့တဲ့၄နှစ်ကတော့ အာရသောနော်ဒုက္ခအနိဋ္ဌာအလာဘောဆိုတဲ့အစင်မပြေတဲ့နှစ်တွေပေါ့နော်အဲ့ဒါတွေကထားလိုက်အဘန်ဒစ်တွေစကောင်းလာမယ်ဆိုရင်ကောင်းကျိုးချမ်းသာဒုက္ခတွေရမယ်နှစ်တွေကပထမအဆုံးဘုရူသားသူတွေစကောင်းတဲ့နှစ်ကတော့ဘဝအသက်ပြန်စရမျိုးတွေစီးပွားလက်လာပါတွေငွေကြေးကိစ္စတွေစအစင်ပြေမဲ့နှစ်ကတော့အသက်20 28 36 44 52 60 68 86 94 အဲ့ဒီနှစ်တည်းကတော့ရောင်းတဲ့ရောက်တဲ့စဝင်တာဖြစ်တဲ့အတွက်နော်ငွေနဲ့လည်းဟိုတိုင်ထိတ်မှရှိတဲ့အတွက်ဘူသားသမီးတွေကအင်မတန်မှကောင်းတဲ့နှစ်ဖြစ်ပါတယ်အဲ့တော့ငွေတွေဝင်လာတတ်တယ်နော်အကျွေးတွေပါတယ်ပြန်ရတယ်စုံးမလို့ထင်ရတဲ့ငွေတွေပါတယ်ကစပြန်ဝင်လာတတ်ပါတယ်အလူတန်းတွေလည်းပြုလုပ်ရတယ်ကားပိုင်တွေပါကားတွေပါတယ်ဝင်လာတတ်တယ်နော်စီးစရာရင်းရထားတွေဝင်လာတတ်တယ် အဲ့လိုနေတဲ့ရောက်လာပြီဆိုရင်ကိုယ်မလေးမစားဖြစ်နေတဲ့သူတောင်လေးစားလာမယ်ကိုယ်ပို့ပြီးတော့စုပ်ကောလက်ကောပွင့်လာတတ်တယ်ဘလို့ဝဲပြီးပြအဲ့လိုနေတဲ့ရောက်လာရင်သူကကြည်ကောင်းလာတတ်တယ်အဓိကသတိထားမှာရာဟုသက်ရောက်တဲ့ရောက်လာပြီဆိုရင်ဘယ်နေသားလို့မဆိုလူမှုရေးကိစ္စအခြေရေးကိစ္စအိမ်တော်ရေးကိစ္စတွေရှုပ်လို့မရဘူးလူမှုရေးကိစ္စအခြေရေးကိစ္စအိမ်တော်ရေးကိစ္စတွေအရှုပ်ထွေးပြုတ်လုပ်တယ်ဆိုရင်လက်တွေပိတ်သွားတတ်တယ်ကံတွေ နှိမ့်သွားတယ်ပါတယ်အဲ့တစ်ချက်ကတော့ဒါဂယုဆိုင်တတိထားမှာဖြစ်ပါတယ်အဲ့ဒီရောက်တဲ့ရဲမှာဘုံဘူးသားကြီးနေနေရမဟာဘုတ်တစ်ကျွဲနေနေရအနေငယ်အညာခိုင်ဖြစ်တယ်ပါတယ်မိမိရဲ့မြမမွေးတဲ့ကလေးကိုမြမအခုခုနှစ်နဲ့စားလိုက်လို့တစ်ကျွဲနဲ့ဘုံဘူးတွေတွေ့ကြတော့အနေငယ်အညာခိုင်တွေမဆိုးတလောက်ဖြစ်ပေါ်တတ်ပါတယ်အဲ့လိုနှစ်ထဲရောက်လာပြီဆိုရင်ဘုံဘူးသားသမီးပေါ့နော်ဘုံက52နှစ်မှာဆိုရင် ကျမ်းပါရင်းနဲ့ပတ်သက်ပြီးတော့လေနဲ့ပတ်သက်တာတွေပါဒုက္ခပြည့်တဲ့ကိုတချမ်းသေးတာတွေပါဖြစ်တတ်တယ်52နှစ်မှာဂရုစိုက်မှာဖြစ်ပါတယ်ဂုံတိတ်ခါတွေပါတယ်ထိကြိုက်တတ်တယ်အဲ့လိုမဖြစ်ဖို့အတွက်ကိုဘုံလူသားသမီး52နှစ်မှာအညက်ခိုက်ဖြစ်ပေါ်တယ်တဲ့တနေ့လာနေ့ညနေပိုင်းမှာ3နိုင်လောက်မှာကျွေခရာအဖြူတစ်လုံးနဲ့မှာ900အမွေ100ထက်ထည့်ပြီးတဲ့အခါမှာလောသွားအသားမဲတဲ့ကလာဖွေးတူကိုအဲ့ဒီကျွေခရာအဖြူပေါ့ ကွန်းနေကွန်းရွက်တွေရောကွန်းရောင်လှူတန်းမှာဖြစ်ပါတယ်အဲ့တော့ဒီနေ့ထဲမှာကျန်တဲ့အသက်ပိုင်ချာကြောက်နေတဲ့သူတွေဆိုရင်တော့ငွေတွေပါတွေဝင်လာတတ်တယ်ကိုကငွေမရှိဘူးဆိုတော့ကိုပေးမဲ့ကမ်းမဲ့သူတွေပေါ်ပေါက်လာတတ်တယ်အဲ့တော့ကံတွေကောင်းမှန်တွေကံတွေစကောင်းမှန်နှစ်ဖြစ်ပါတယ်ဘုရားရှင်လူဆိုရင်ဘုရားပုံတော်တွေကြွလာတတ်ပါတယ်အဲ့တော့ဒီနေ့ထဲမှာအညာခိုက်တွေဖြစ်ပေါ်နေတယ်ဆိုရင် ရက်သက်စေလူရမ်းမှာဖြစ်ပါတယ်ဇေရီတဆူဆူသွားပြီးတော့ရက်သက်စေလူရမ်းမှာဖြစ်ပါတယ်ဖရာရုပ်ပွားတော်ရင်ဘတ်တော်မှာရွှေပြားဆန်တပြားချပြီးလူရမ်းမှာဖြစ်ပါတယ်လောကဝိသူဆိုတဲ့ကုံတော်ကိုအတိတ်ထံပတိစိတ်ပေးရမှာဖြစ်ပါတယ်ကြာပန်းအဖြူရောင်လူရမ်းပေးရမှာဖြစ်ပါတယ်နောက်ရွှေထီးနှက်လက်ကိုဖရာမှာကြက်ချေကန်လုပ်ပြီးတော့လူရမ်းပေးရမှာဖြစ်ပါတယ်ကမ္ဘာပြီးတော့ ဗိုလ်လူသားသမီးတွေစီးပွားတက်မဲ့နှစ်လုံးသမ ्या အဆင်ပြေမဲ့နှစ်ကနောက်တစ်နှစ်ကတော့အသက်73နှစ်ဆက်73 59 45 63 69 69 83ဖြစ်ပါတယ်အဲ့ဒီထဲကြောက်နေရင်တောက်ကြတက်ရောက်ဖြစ်တဲ့တော့စီးပွားရေးကြီးစကောင်းလာမယ်။ကျမ်းမာရေးကတော့အနေနဲ့ငယ်အညံ့ခိုက်တည်းဖြစ်တတ်တယ်။နောက်တစ်ချက်ကအဲ့တောက်ကြတက်ရောက်ထဲမှာစီးပွားတက်မယ်ဆိုရင်နာမည်မှာဘုံတူးနဲ့စပြီးတော့စနေနဲ့ဆုံးလာမျိုးပဲဖြစ်ရနော်။ ရာလာဝါနဲ့စာပြီးတာထရဏနဲ့ဆုံးတာနဲ့နာမည်မှာဒါမှမဟုတ်နာမည်မှာတာထရဏနဲ့စပြီးတော့ရာလာဝါနဲ့ဆုံးတာဆိုရင်နာမည်ကနှိပ်ပြသွားမှုတဲ့အတွက်အញ្ញံခိုက်လေးတွေအနေချင်းဖြစ်ပေါ်တတ်ပါတယ်အဲ့လိုတောက်ကြတက်ရောက်ထဲရောက်လာရင်စီပေါ်တက်မယ်လုံးသမားလည်းအဆင်ပြေလာမယ်ရာတို့တိုးလာမြေတွေပါတွေဝင်လာမျိုးတွေဆက်ပစ္စည်းဝင်လာမျိုးတွေဖြစ်လာမယ်တစ်ချက်တည်းထားမှာတောက်ကြတဲ့အောင်မှာရှောင်ရမယ်အချက်ကတော့ အာသူဝိုင်းသွားတာမျိုးတွေနာရီလိုက်ပူတာမျိုးတွေရှောင်ရှားတင်တယ်။နောက်နာရီဝယ်တာမျိုးတွေမပြုတ်လို့တင်ဘူး။နာရီသူများလက်ဆောင်ပေးရင်တော့မယူသင့်ပါဘူး။နောက်နာအိမ်ပါနာရီအဟောင်းအပြက်ရှိရင်လည်းမထားသင့်ပါဘူး။အဲ့တော့ခရီးဝဲတွေခရီးတော်တွေတွေခရီးနည်းတွေသွားတဲ့အဆင်ပြေမယ်ကောင်းတဲ့ခရီးမျိုးတွေဖြစ်ပါလိမ့်မယ်နော်။ရာသူတွေတက်မယ်။အဲ့လိုနဲ့ထဲရောက်လာရင်ဘုံလူသားသမီးတွေအနေနဲ့က သုံးကျွေးပုံလူတွေဆိုရင်တော့အနည်းငယ်အညံ့ခိုက်လူတွေဖြစ်တတ်တယ်။သုံးကျွေးဆိုရင်မမူတက်ကလေးကိုခုနှစ်နှစ်စားလိုက်တော့မဟာဘူသုံးကျွေးပုံလူတွေအနေနဲ့ကတော့ဒီတပိုင်းချမှာအညံ့ခိုက်လူတွေမဆိုးသလောက်ဖြစ်တတ်ပါတယ်။အဲ့လိုအညံ့ခိုက်ကြုံတွေ့နေရဗုဒ္ဓသားသမီးတွေနဲ့ပြုလုပ်ရမယ့်နေရာကကိုယ့်ရဲ့ဗုဒ္ဓဘုနေတိုင်းအိယာရွှေ့အိယာမှာဖြစ်ပါတယ်။နော်။အစင်းရနမရတဲ့သူတွေကိုခရီးစိတ်ထောက်ပံ့ပေးရမှာဖြစ်ပါတယ်။အင်္ဂါနေတိုင်းစီထမင်းငါးပွဲဖျားမှာလှူဒန်းပေးရမှာဖြစ်ပါတယ်။အုံသမီးအုံသီးမထည့်ရပါဘူး။ အောင်ကြတာပရင်းနေတိုင်းမုတ်စိပေါင်း၃ပကံလူနာမိပါအုံးသည်မထဲ့တင်ပါဘူးအဲ့တော့ကောင်းတဲ့နှစ်ငါစီးပွားတက်မဲ့နှစ်တနည်းဖြစ်ပါတယ်တက်မှန်ပြီးတော့ဘုရူသားသမီးရဲ့အကောင်းဆုံးနှစ်တနည်းဖြစ်တယ်တနည်းကိုလည်းတက်ရအောင်အော်တနည်းကိုတက်ရအောင်ဒီဘုရူသားသမီးရဲ့မွေးနံသည်တန်စီတိုင်ထိတ်ဖြစ်တဲ့အတွက်အင်မတန်မှကောင်းပါတယ်ငွေကြေးလလာပါတယ်တော့အိုးပိုင်ပိုင်ရတာမျိုးတွေအလှူတန်းပြုတ်ရတာမျိုးတွေအိမ်တောင်ကြတာမျိုးတွေကြရင်လည်းကောင်းသောကြခြင်းဖြစ်မယ် ်နော်ရေရှည်တည်မြဲမယ်အဆင်ပြေမဲ့နှစ်မျိုးဖြစ်ပါတယ်အဲ့ဒီအသက်ပိုင်းခြားဟာတော့တနည်းတော့တက်ရောက်ကြာရောက်တဲ့အသက်ပိုင်းခြားဟာအသက်22 30 38 46 54 4 62 80 88 86ဖြစ်ပါတယ်အဲ့ဒီနှစ်ထဲကြာရောက်နေရင်အိုးပိုင်းပိုင်းတွေရတတ်တယ်အိမ်အောင်ကြတာမျိုးတွေအိုးတင်းအိမ်တွေဝင်တာမျိုးတွေကြုံတွေ့တတ်တယ်တစ်ချက်သတိထားမှာကမဟာဘုတ်၅ကျွင်းဗုဒ္ဓဟူးတွေနေနဲ့အထွန်းပွား အော်ဒူရဲ့အနေနဲ့ကြတော့အញ្ញန်ခိုက်နေပြီကြုံတွေ့ရတယ်။လူမျိုးမှာမွေးတက်ကြတဲ့ခုနှစ်ဆားလိုက်တော့ငါးကျွန်းတယ်။သူကပေါ်လူဖြစ်တဲ့အတွက်အထုံးပွားဖြစ်နေတယ်။အဲအထုံးပွားတွေအတွက်ကြတော့အနေငယ်အញ្ញန်ခိုက်နေပြီကြုံတွေ့ရတယ်။အိမ်လူရဲ့ကိစ္စတယ်အိမ်တော်ရဲ့ကိစ္စတယ်နော်။အဲ့ဒီထဲကြောင်နေလုပ်ငန်းတွေတိုးတက်လာမယ်။ဟောယာရုတွေတိုးတက်တာမျိုးတွေကျုံတွေ့ရတယ်။စီးပွားရေးတွေလည်းကောင်းလာမယ်။လုပ်ငန်းတွေလည်းကိုစဉ်းစားထားတဲ့လုပ်ငန်းတွေလုပ်ဖြစ်အောင်လုပ်ပါ ဲ့နေ့ထဲကြောက်ရောက်နေတယ်ဆိုရင်အញ្ញန်ခိုက်တွေကြုံတွေ့နေတယ်ဆိုရင်အဲ့နေ့ကြောက်ရောက်နေတဲ့အတပိုင်းချမှာအញ្ញန်ခိုက်တွေဖြစ်ပေါ်နေတယ်ဆိုရင်တနေ့ဦးတွေနေတိုင်းဇီးတူစုစုရဲ့တနေ့ဦးတွေထောက်မှာဖျောင်းနိုင်ပြီစီမီပဲပြီတက်စီလူလမ်းမှာဖြစ်ပါတယ်။နောက်ဘုံလူဦးနေတိုင်းရှောက်သီးတုပ်လူလမ်းပြီပါနော်။ဒါတနေ့ဦးတွေတက်ရောက်ကြရဖြစ်ပါတယ်။နောက်ဘဲသားကိုအုံးလုံးနဲ့ချက်ပြီးတော့လေးစင်းချိုင်တွေကိုထည့်ထည့်ပြီးဖုံးရောက်ပို့ပါ။အဲ့ဒါကိုလေတနေ့ဦးတွေနေတော့မဟုတ်ဘုံလူဦးနေမှာပြုတ်လို့ရပါတယ်။ ထပ်မံပြီးတော့ဘူလူသားကြီးနေနဲ့အကောင်းဆုံးနဲ့ထီစူကြီးပေါက်တာတော့ငွေတွေထုတ်ထန်နေဝင်တာတော့ငွေလုံးရင်းဝင်တက်တဲ့နှစ်တရင်နာတက်ရောက်ထီတောက်ထီပေါက်တာမျိုးချဲပေါက်တာမျိုးပေါ့နော်ကောင်းတဲ့နှစ်ကတော့ဘူလူသားသမီးမိသူဆိုအသက်15နှစ်23 33 39 45 63 81 89 89ပြပါအဲ့ဒီတကြအောင်နေရင်အလူတန်းတွေပြုတ်လို့ရတဲ့မင်္ဂလာကိစ္စတွေပေါ်တဲ့နော် တော့ငွေတွေအမွေရဆိုလို့ငွေတွေဝင်လာတတ်တယ်ထီပေါက်ချဲပေါက်ပင်ရှိတယ်မဖြစ်ပါနဲ့အဲ့ဒီထဲမှာထီတွေပါတယ်ထိုးတင်နှစ်တို့ခွန်တို့ကဏ္ဍမျိုးပြပါတယ်ကဏ္ဍမျိုးရှာပြီးထိုးပါအချက်တရထားမှာ48နှစ်နဲ့58နှစ်ကြာရောက်နေတဲ့ဘုံဥသားသမီးနဲ့ကျမ်းပါရည်ရတဲ့တဲ့လူလိန်ခံရတဲ့တဲ့နော်48ရ58ရလူလိန်ခံရတဲ့တဲ့ သူတပားကမတော်မတရားပြောဆိုခြင်းကိုလည်းခံရတယ်40ခွန်50ခွန်အဲ့လိုအပြောခံရပြီဆိုရင်အရန်ခိုက်ကြုံတွေ့နေတယ်ဆိုရင်တင်းလာနေညနေ3နာရီမှာအသက်ကြီးကြီးကလမာကြီးတူကိုရှာပြီးတော့ငွေပေါင်းတစ်ထောင်ဒါမှမဟုတ်တသိန်းတစ်သောင်းတစ်သောင်းတစ်ထောင်အဲ့လိုလူဒန်းရမှာဖြစ်ပါတယ်စက်တစ်ကဏ္ဍလူဒန်းပေးရမှာဖြစ်ပါတယ်အဲ့လိုနဲ့တဲကြောက်နေတဲ့အញ្ញန်ခိုက်ကြုံတွေ့နေတဲ့ဒီပုံတစ်ခုပေါ့နော်ဘုံလူတွေထဲမှာမှနောက်တစ်ချက်က မဟာဘုတ်6ကျွင်းဘုဒ္ဓဘုရားသာဘွားပေါ့နော်6ကျွင်းရာသာဘွားဘုဒ္ဓဘုရဲ့နေတာတိနာတက်ရောက်မှာအညာခိုက်ကျုံတွေ့တဲ့အဲ့လိုညာခိုက်ကျုံတွေ့ပြီဆိုရင်ကြာဘူး2ပွင့်တစ္ဆပန်း6ပွင့်ဘုရားမှာကတ်လို့ပူသွားမယ်နဂယုံဘုရားမှာထင်ကြခဲဆက်တခဲကိုဆက်ကူဆက်ကူကြော်ထဲမှာထည့်ပြီးကတ်လို့ပူသွားမှာဖြစ်ပါတယ်အမွေနဲ့သာရှင်နဲ့တင်းနာတော့မှရှိတယ်ဘုရားဆင်းလို့တော့လေဘုရားဆင်းလို့တော့တင်းနာနေမှာရေတက်ပေးရမှာဖြစ်ပါတယ်အဲ့လိုပြုတ်လောက်မှဆိုရင် အញ្ញံခိုက်တည်ပြေပြောက်သွားမှာဖြစ်ပါတယ်